က်ပြက်ခံရတဲ့အခါဘေးပတ်ဝန်းကျင်အားလည်းအလိုသူလိုပါဖြစ်နေတတ်တယ်။အဲ့လိုအချိန်မှာတငယ်ချင်းတွေကိုတွားပြီးတော့ညှဉ်းချတိုင်းနဲ့အခုပြောပြရတဲ့ဇာတ်လမ်းလေးကိုကြည့်ပြီးအနည်းဆုံးတော့အဖြေမှာပါအခုလိုတွေဖြစ်နိုင်တယ်ဆိုတာကိုလက်ခံသွားလိုက်မယ်။နံပါတ်1 The War of the Merry Couple အရင်ချစ်ပြတတ်တဲ့ခင်မောကနောက်မင်းမနဲ့ခရီးသူဖတ်တာကိုတငယ်ချင်းတွေအားလုံးကဖုံးကွယ်ပေးထားကြတဲ့ဇာတ်လမ်း။အရင်အရင်လောင်ရတဲ့ IMDb rating 30မှာ7.9ခန့်အောင်ရရှိထားတဲ့ဇလန်းဖြစ်ပြီးတော့ပြည်သက်များစွာရဲ့အားပေးမှုတွေလက်ခံရရှိထားသေးတယ်။နံပါတ်2 Mary My Husband အခြေစောတငယ်ချင်းနဲ့ယောက်ျားဖြစ်သူကိုဖောက်ပြန်တာကြောင့်အသက်တည်ဆုံးသွားခဲ့ရတဲ့ကောင်မလေးကပြန်လည်ရှင်သန်လာပြီးတော့လက်စားချေရဇကာဒီဇလန်းရဲ့ထူးခြားချက်ကတော့ဇလန်းရဲ့ပြည်လိမ်မင်းသမီးကအပြင်းမာလဲအချောင်းနဲ့အကြမ်းဖက်မှုတွေများစွာကိုပြုလုပ်ခဲ့တဲ့သူပါ။ ဒီစကားမှာဆိုရင်လည်းအရင်နှီးဆုံးသူတွေရပဲနောက်ကြောတာထုတ်လို့တွားတာကိုပြတ်တာသွားတယ်။ MTV Rating 30မှာ7.8ရရှိထားတဲ့စကားပါ။နံပါတ်3 VIP ထားကြဖြစ်သူဖောက်ပြန်နေအောင်သိရှိပြီးရနောက်မှာမိမဖြစ်သူကအငယ်နောက်လိုက်လံရှာဖွေရဲ့ဇလန်းတွဲပါ။ဆဲလို့ရှာမှုအပြည့်နဲ့ကြီးရှုရမယ့်ဇလန်းဖြစ်ပြီးတော့ IMDb rating 30မှာ7.4ထိအောင်ရရှိထားပါတယ်။နံပါတ် 4. Perfect Marriage Revenge ညီမဝမ်ခွေကိုကြိုက်တာကြောင့်အမကိုလက်ထပ်ခဲ့ရကြဖြစ်သူကိုလက်စားချေဖို့ကြိုးစားတဲ့ဇလန်။အမဖြစ်သူကပြန်လည်ဝင်ပြပြီးတဲ့နောက်မှာအတိတ်ကသူ့ကိုရဆက်ရုံမှာခဲ့တဲ့မိတွေနဲ့ယောက်ျားဟောင်းတို့ကိုပြန်လည်အနာယူမှာပါ။သူကဘာလို့လဲအနောက်ကနေပန်ဖို့ပြည့်ဘိုင်းဖန်ယူလဲပိုင်ဆိုင်ရအောင်မယ်။ IMDb rating 30မှာ7.8အထိရရှိထားတဲ့ဇာတ်ကားပါ။နံပါတ်5ပတ်ဟောက်ကြီးတက်ချမ်းသာတဲ့တတိယပဲနေရဲ့ပတ်ဟောက်ကြီးမှာ တထင်းကြအိနာရဲ့အရှုပ်တော်ပုံလေးသူ့စိတ်တိုင်းကြချပြထားတဲ့အပေါ်ရဲ့မနဖုံးအောက်ကရက်ဆက်ရုံမှောင်မျိုးမြင်တရမယ့်စကားမချင်းမီတော့လာရလိမ့်မယ် IMDb rating 7.9ချီအောင်ရရှိထားတဲ့စကားပဲဖြစ်တယ်နံပါတ်6 Grateful Family တထင်းကအနာမွေးကားရဲ့အတူပါကိုထိုက်တန်းပုံကိုရောက်တက်ရောက်ရရင်ဆိုပြီးတော့နာမည်ကြီးတော့ရဲ့စကား မိခင်ဖြစ်သူအသက်တည်ဆုံးအောင်စိတ်ဖိတ်ရအောင်ပေးခဲ့အသွင်းရင်းမှမနဲ့အင်တာကြီးဖောက်ပြန်ခဲ့တဲ့အထည်သူကိုလက်စားစီဖို့တမင်းဖြစ်သူကစူးစမ်းရင်ဇလန်ပါဒီဇလန်မှဆိုရင်သူ့မိသားစုရဲ့ဖောက်ပြန်မှုအရှုပ်တော်ပုံတွေကိုအယမ်းတော်ရထားလိုက်အဖွဲနဲ့အောင်နမပြမရှိဖို့စူးစမ်းဖုံးကွယ်ကြအောင်ပါ IMDb rating 7.5ထိအောင်ရရှိထားပါတယ်။ဒီကားတွေကိုမကြည့်ဘူးဆိုရင် K-drama နဲ့ပဲမှာတခင်းနောက်ကျတန်ခဲပြီလို့သတ်မှတ်လို့ရတယ်။အဲဒါကြောင့်အခုပဲကြည့်ပြအောင်တွားကြည့်လိုက်ပါအောင်နော်။ Laria